တော်ပဲမင်္ဂလာပါဒီနေ့ကတော့ April 3ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ Delhi တိုင်းညုံဦးမျိုးတွေမှာဆိုလို့ချင်ဒီစကားစကားစစ်ကြောင်းထိုးတယ်နော်စစ်ကြောင်းထိုးတယ်အဲ့ဒီမှာစစ်ချောင်းတွေနေတဲ့ဒီအဆောက်ဦးတွေနော်အဆောက်ဦးတွေလို့ပြောတဲ့ခါမှာတဲတွေပေါ့နော်တဲတွေကိုကော်လိုမီရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့ဟာကိုလေဒီနေ့တတိယမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမြင်းကလင်းနော်မြင်းကလင်းအကြောင်းမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော်တော်ကိုဆုံးရှုံးမှုတွေရှိတယ်ဆိုတော့အဲ့ဒီဆုံးရှုံးမှုထဲမှာဆိုလို့ရှိရင်လူအသေးအပြောက်ဟာဆိုလို့ရှိရင်တော့ အများဆုံးဖြစ်တယ်ဆိုတော့လူအသေးပြောက်ကအများဆုံးဖြစ်တယ်တော့အဆောက်အဦကတော့ဒါထက်အများကြီးအစားပေါင်းများများစွာပျက်စီးတာပေါ့နော်ဆိုတော့လူကတော့3900နဲ့တယောက်ရှိသွားပြီနော်3900နဲ့တယောက်ရှိသွားပြီလူအသေးပြောက်အလောက်သေးပြည့်တဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒဏ်ရာရရှိတဲ့လူတွေအများကြီးရှိတယ်အဲ့ဒါက4900နဲ့35ယောက်နော်4915ယောက်ဒဏ်ရာရရှိမှုတွေရှိပြီးတော့အခုလောလောဆယ်ပျောက်ဆုံးနေတာဒီမှာရှိမှန်းနဲ့ရှိမှန်းမသိတဲ့ လူအယောက်ပေါင်း340တိပြောင်းဆုံးသွားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီမအလာရဲ့ဒီဖက်ဖက်မှာမိထီလာတို့ပြီးတော့တို့နောက်တစ်ခုကတကားဦးလေးစိတ်တို့စသဖြင့်ဒီနေရာတွေမှာဒီမအလာရဲ့လေတက်နော်အဖွဲ့တွေအရဆိုလို့ချင်းထောင်နှစ်ချီပြီးတော့နော်တည်ဆုံးသွားတယ်ဆိုတဲ့ဟာကိုလေဒီစီတန်ဝင်တဲ့ဒီလေတက်အရာရှိတယောက်ကပြောထားတဲ့ဗီဒီယိုဖိုင်ကိုဒီကျွန်တော်ရဲ့ဒီ channel မှာကျွန်တော်နော်တင်ထားပေးတယ်ဘလောက်တိဘလောက်သူတူတွေတည်လဲနာမည်နဲ့အတီအကြသူတို့ဘေးနေရာကနေပြီးတော့ ဇင်းရင်းတွေကအတိအကျအနေနဲ့သူပေါ်ပြထားတာတွေ့ရတယ်။ဘာဖြစ်ဆိုတော့အထက်မှာဖြေးသီးကနေပြီးတော့သူ့ကိုသတင်းပို့တဲ့ဟာတွေကနေပြီးတော့သူပြောထားတဲ့ဟာရှိတယ်။အဲ့ဒါကနေပြီးတော့ဒီ channel မှာသွားပြီးတော့ကြည့်လို့ရတယ်။သူပြောပြထားတဲ့ဟာကိုအားရစရာကြည့်ကျွန်တော်တို့တွေ့ရတယ်။ဆိုတော့လေတက်ဖက်ကလည်းတော်တော်ကိုသေးတယ်။ထောင်ဝင်းချီပြီးတော့သေးတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ပြည်သူလူထုတွေကလည်းတော်တော်သေးတယ်။၃000နဲ့900နဲ့တယောက်ရှိပြီးဒဏ်ရာရရှိတဲ့လူကတော့1935ယောက် ောက်ဆုံးတဲ့လူကတော့340နဲ့တယောက်ဒီအဆောက်အဦတွေပျက်စီးတာတော့8တန်းနီးပါးလောက်နော်8တန်းနီးပါးလောက်ပျက်စီးဆုံးရှုံးသွားတယ်ဆိုတဲ့ဟာကိုတော့မင်္ဂလာရဲ့လောက်ခံမှုကြောင့်ပျက်စီးတယ်အဲ့လိုမျိုးရှိတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ USA ကနေပြီးတော့မြန်မာနိုင်ငံကိုတန်းခတ်တာနော်တန်းခတ်တာတန်းခတ်တယ်လို့ပြောလို့ပြောလို့ရတယ်နော်ဒီလောက်တိုင်းပြည်ဆုပ်ယုပ်တဲ့အချိန်မှာကျွန်တော်တို့အခွန်ငွေတွေကို ိုးကောက်တယ်နော်တိုးကောက်တယ်အဲ့ဒီ40နဲ့400ခိုင်နှုန်းနော်40နဲ့400ခိုင်နှုန်းကိုဘိုးကောက်တယ်ဆိုတော့မြန်မာနိုင်ငံတခုတည်းတော့မဟုတ်ပါဘူးနော်ကျွန်တော်တို့ဒီ Trisha တို့ဒီဖက်မနေဆက်မှာရှိတဲ့ကနေဒါတို့ဒီဘက်မှာမက္ကဆီကိုတို့စသဖြင့်နေရာတကာကိုလိုက်ပတ်ပြီးတော့ကိုတိုးကောက်တာနော်အဲ့ဒီအခွန်ကိုတိုးကောက်တာဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ဒီ မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့မြန်မာနိုင်ငံလှုပ်တဲ့အခါကျတော့အလှငွေအနည်းဆုံးက USA ပဲเนาะအဲ့ဒါကဒေါ်လာနဲ့သန်းเนาะဒေါ်လာနဲ့သန်းလှုပ်တဲ့တကယ့်တိုင်းပြည်ချမ်းသာတဲ့တိုင်းပြည်ကပါမှာတကယ့်အင်အားအကြီးဆုံးတိုင်းပြည်တိုင်းပြည်ကနေပြီးတော့လူတန်းတာဒေါ်လာနဲ့သန်းเนาะမလူချင်းလူချင်းနဲ့လူလူတဲ့ပုံစံမျိုးဖြစ်နေတယ်เนาะ OC တောင်မှကျွန်တော်တို့ခုနှစ်သန်းเนาะခုနှစ်သန်းလှုပ်တဲ့ဘာမှမဟုတ်တဲ့ခုနကဂျပန်နိုင်ငံက Nippon Foundation နောင်နီပုံဖောင်ဒေးရှင်းကဆဆကဝါတောင်မှသုံးသန်းလှူဒန်းနဲ့နော်သုံးသန်းလှူဒန်းနဲ့ EU ကနေပြီးတော့ဆက်သုံးသန်းလှူဒန်းနဲ့အဲ့ဒါကကျွန်တော်တို့ဒေါ်လာငွေတွေပေါ့နော်ဒီရုပ်ကဆက်သုံးသန်းလှူတယ်နော်ဆက်သုံးသန်းလှူတယ်ကျွန်တော်တို့ EU ကနေပြီးတော့ဆက်နှစ်သန်းဆက်သုံးသန်းနော်အဲ့ဒီအတိတ်ပြတော့ဒီရုပ်နဲ့ဒီ EU ကကြတော့နော်အပြန့်အလှန်ပဲနော်နေလငါလာပဲအဲ့ဒီပြတော့အတူတူလှူဒန်းကြတယ်ဆက်သုံးသန်းဆက်သုံးသန်းနေနဲ့လှူဒန်းနေဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီမှာလှူအရရောဆုံး နိုင်ငံကတော့ကျွန်တော်တို့ USA ဖြစ်နေတဲ့နှစ်တန်းတော့အတကက်ရရရလူတာကိုတွေ့ရတယ်ဆိုတော့အရင်သမတတို့ဘာလို့ဆိုရင်တော့ဒါထက်အများကြီးထူတန်းအလူမှာပါတခြားနိုင်ငံတွေထက်အများကြီးအလူတန်းလောက်တာကိုတွေ့ရတယ်နော်အဲ့ဒါအခုဒီစာကြီးနထရတော့နှစ်တန်းပဲကိုမြင်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပြီးလို့ရှိရင်မြန်မာနိုင်ငံကိုဒီသွင်းကုန်ပေါ့နော်သွင်းကုန်တွေကိုနေပြီးတော့54ခိုင်နှုန်းထိခွန်း တို့ကောက်ပဲဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ပုံမတိုက်ပွဲနောက်ပုံမတိုက်ပွဲမှာဆိုလို့ရှိရင် KIA နဲ့ပူပေါင်းဖွဲ့တွေကဒီစကားဆက်ရဲ့ဒုံးအစင်းပေါင်း၅စင်းကိုနေပြီးတော့ပြစ်ချနိုင်တယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တတင်းတပ်ပုံတွေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဘာဖြစ်လို့ဆိုတော့စကားဆက်ကအဲ့ဒီနေရာမှာနောက်ထိုးစင်းဆင်ပြီးတော့ဒုံးတွေနဲ့တိုက်ခိုက်တယ်ပြီးတော့ကျွန်တော်တို့စက်တက်လီထီတွေနဲ့နေပြီးတော့နောက်ပုံချေတိုက်ခိုက်တယ်စသဖြင့်အဲ့လိုမျိုးလုပ်တယ်เนาะအဲ့ဒါကိုဒုံးအစင်းပေါင်း၅စင်းကိုပြစ်ချနိုင်တယ်ဆိုတော့အဲ့ဒီမှာဒီစကားဆက်ရဲ့ဖွဲ့တွေကဒုံးရှိတော့เนาะဒုံးမရှိတဲ့အတွက်ကြောင့်အကြီးအကျယ်ပြန်ပြီးတော့အစားထိုးတောင်းနေ င်းရတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီလိုပကိုတိုင်အုပ်ဖုံမျိုးနေပကိုရုံးမပေါ်မှာစစ်ကြောင်းထိုးလာတဲ့ဒီစစ်ကြောင်းကိုနေပြီးတော့ဒီဘက်က PDF တွေကနေပြီးတော့ mind ဆွဲပြီးတော့တိုက်ခိုက်လိုက်တဲ့အခါကျတော့ဒီစကားဆာအရောက်ပေါင်း၄ရောက်ပါဆိုလို့ရှိရင်တော့အတုံးယုံတည်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီနေ့သတင်းမီဒီယာလောကမှာကျွန်တော်တို့တကယ်ဟိုလေးတို့ကြောင့်ပေါ်ပြထားတဲ့အကြောင်းအရာနော်အဲ့ဒါရေပန်းစားတဲ့အကြောင်းအရာတစ်ခုကတော့မာအလာထန်နေကုန်နေပြီးတော့တကယ်ဒီစကားဆာရဲ့အထူးလျက်ပြန်ဖြစ်တဲ့ Foka နော်70 F280070 နဲ့နေပြီးတော့ကျွန်တော်တို့ထိုင်နိုင်ငံကိုသွားတယ်အဲ့ဒီလေယာဉ်မှုကနေပြီးတော့ဒူမိုမူဂျီမုံမုံဆိုးကနေပြီးတော့အဒီမှာလေယာဉ်မှုဖြစ်နေမောင်းပြီးတော့ BIMSTEC ဆိုတဲ့အစည်းအဝေးကိုနေပြီးတော့တက်ရောက်တယ်အဲ့ဒီအစည်းအဝေးဟာဆိုလို့ရှိရင် data drain ဒီနေ့ပညာဖလေပွဲပေါ့နော်ဖလေပွဲအဲ့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ဘူတန်အိန္ဒိယမြန်မာနီပေါ်အိန္ဒိယတိရီလင်္ဂန်ထိုင်းစသဖြင့်ဒီနိုင်ငံတွေအားလည်းဆိုလို့ရှိရင်တက်ရောက်တာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီမှာရှိတဲ့ ဒီအခြေခဲတွေနဲ့မအလားတွေ့ခွင့်ရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။ထိုင်းနိုင်ငံကလည်းအခုဝန်ကြီးချုပ်ပီတူတန်ဟာဆိုလို့ရှိရင်တော့သူ့ကိုကြိုဆိုတယ်။အဲ့ဒီမှာရောက်ရှိလာတဲ့ခေါင်းဆောင်တွေနဲ့လည်းတွေ့ခွင့်ရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့မအလားရဲ့စမ်းကတော့2025မှာတော်တော်ကိုစမ်းပွင့်တာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ပထမဆုံးအနာလူပေးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်သူ့ကိုဖယ်ထားလိုက်တာ။နော်အာဆီယံတိုင်းဝန်ကနေပြီးတော့ဖယ်ထားတယ်။ဖယ်ထားတဲ့လင်းနှစ်တိတိသူတက်ခွင့်မရှိဘူးအပေခံရတယ်။နော်အတကယ် เนาะအဆင့်နေပြီးတော့သူတို့ဒီ ASEAN တိုင်းဝိုင်းမှာဆက်ဆံတယ်เนาะဆက်ဆံတယ်2025ကျတော့ ဒီတရက်ကနေပြီးတော့ပွဲထုတ်ပေးလိုက်တယ်နော်ပွဲထုတ်ပေးလိုက်တယ်ဆိုတော့ ASEAN မှာလည်းသစိုက်ဒေသအဖြစ်သူအဆိုလို့ရှိရင်ပါဝင်ခွင့်ကိုရတယ်ပထမဆုံးကတော့ကျွန်တော်တို့တရက်ကိုသွားခွင့်ရတယ်အဲ့ဒီဘီတဲ့နောက်ပိုင်းမှာကျွန်တော်တို့ Argentina တရားရုံးကနေပြီးတော့ permanent ထုတ်တယ် permanent ထုတ်ပြီးတဲ့နောက်ပိုင်းမှာလူတွေကပြောကြတယ်နော်အဲ့ဒီတခြားနိုင်ငံတွေမှာဆိုလို့ရှိရင်တော့သွားလို့မရတော့ဘူးရိုဟင်ဂျာအရေးကိုဆောင်ရွက်ပေးတဲ့လူတွေကလည်းတော်တော်ကိုနိုင်ငံခြားတွေမှာထွက်ပေါ်အတွက်သူ့အတွက်အခန့်အသတ်တွေအများကြီးဖြစ်မယ်ဆိုပြီးမှပြောခဲ့တယ်ပြောပြီးတဲ့နောက်ပိုင်းမှာပဲကျွန်တော်တို့ဒီရုရှားကနေပြီးတော့သမ္မတက G2G လို့ခေါ်တဲ့အစိုးရနေပြီးတော့အစိုးရ ဲ့ဆက်ဆံတဲ့ပုံစံမျိုးနဲ့ဒီရုရှားကနေပြီးတော့သွားတယ်နော်အဲ့ဒီမှာရုရှားတမန်တာနဲ့တွေ့တယ်ဆိုတော့စာအုပ်ထူတဲ့ကိစ္စမှာလည်းနော်တော်ကိုကြည်ကြည်လွတ်လောင်ထွက်တဲ့ဟာတွေရှိတယ်သူကျွဲမင်းတို့ကြောင်မင်းတို့စသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးရာဇဝမ်းမရှိတဲ့ဟာတွေနဲ့ဒီရုရှားတမန်တာပူတင်ကိုနေပြီးတော့ဖားတဲ့ဟာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဘယ်လိုလိုကိုသွားတယ်နော်ဘယ်လိုလိုကိုသွားတယ်အဲ့ဒီဘယ်လိုလိုရဲ့တမန်တာနဲ့လည်းတွေ့တယ်အဲ့ဒီကနေပြန်လာတဲ့ရွေးကောက်ပွဲချင်းပမယ်လို့သူပြောတယ်နော်ဒီနှစ်2025ဒီဇင်ဘာလနောက်ဆုံးပတ်နော်အဲ့ဒီနောက်ဆုံးနှစ်ပတ်နဲ့ကျွန်တော်တို့ဒီဇင်နဝါရီလဒီပထမ နဲ့ဒုတိယပတ်တည်းမှာတစ်ဖြတ်ကျင်းပမယ်ဆိုပြီးတော့ပြောတယ်ပြောပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့မြင်ကလေးလှုပ်တယ်နောက်မြင်ကလေးလှုပ်တဲ့ခါကျတော့နောက်တော်တော်ကိုလူတဲ့အသေးပြောင်းများတယ်ညတဲ့ခါကျတော့အဲ့ဒီတည်င်းကဒီမြန်မာနိုင်ငံရဲ့တည်င်းကတကဘာလုံးကိုလွှမ်းသွားတယ်အမှန်ဆိုရင်ဒီမြန်မာနိုင်ငံဆိုလို့ရှိရင်เนาะနိုင်ငံမှမသိရဘူးเนาะတော်တော်ကို တင်းနေတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဆိုတဲ့ခါကျတော့မိငလေးထုတ်လိုက်တဲ့ခါကျတော့လူတိုင်းကမေးကြတယ်ကျွန်တော်တို့သွားတဲ့ခါကျတော့အလုပ်လုပ်မှာအာမင်းတို့ဒီတိုင်းပြည်မှာဆိုလို့ရှိရင်တော့တော်တော်ကိုမိငလေးထုတ်တာကိုတွေ့ရတယ်စသဖြင့်နော်တော်တော်ကိုအသေးပြောင်းများတာကိုတွေ့ရတယ်ဘလို့လဲမိသားစုတွေလုံခြုံကြရရဲ့လား စသည်ဖြင့်အဲ့လိုမျိုးမေးတာကိုတွေ့ရတယ်အတိတ်ကတော့ဒီမင်္ဂလင်အကြောင်းမြန်မာနိုင်ငံဟာတော်တော်ကိုလူကြီးများသွားတယ်ဆိုတော့ဒီနိုင်ငံတကာကလူတွေကလည်းဒီအခြေကိတ္တရဆိုလို့ရှိရင်မအလကောအကုန်လုံးဆက်ဆံရတဲ့အဆင့်ကိုရောက်သွားတယ်နော်ပထမဆုံးကဖေးချန်ထားတယ်နောက်ပိုင်းမှာဆိုလို့ရှိရင်မအလကတကယ်နော်ဒီနိုင်ငံတကာအလေမှာဆိုလို့ရှိရင်သမ္မတထရန့်ကိုတိုင်က နော်သူ့ကိုခေါ်ပြီးတော့ဆွေးနွေးရတဲ့အဆင့်ရောက်သွားတယ်နော်ဆောက်ရောက်သွားတယ်ဆိုတော့အဲ့ဒါကသူ့ရဲ့နော်တကယ့်အဆိုးထက်ကကောင်းနော်အဆိုးထက်ကကောင်းအနေနဲ့သူတို့ကဆိုလို့ရှိရင်အခုနိုင်ငံတကာမှာထွက်လာတာကိုတွေ့ရတယ်ဆိုတော့ဒီနေရာမှာအာဂျင်တီးနားရဲ့တရားလုံးကထုတ်တဲ့ဖန်ရန်ကဘယ်မှလဲဆိုတဲ့ဟာလဲနည်းနည်းကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတယ်ဆိုတော့အဲ့ဒါကိုမထီမလေးစားဘဲနဲ့ကျွန်တော်တို့ကဒီရုရှားကိုသွားပြတယ်ဘယ်လိုလိုကိုသွားပြတယ်အခုထိုင်းနိုင်ငံကိုလည်းသွားပြတယ်ဆိုတော့တော်တော်ကိုသွားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီအာဂျင်တီးနားတရားလုံးကထုတ်တဲ့ဖန်ရန်ကလည်းသူ့အတွက်နော်အဖက်မဖြစ်သေးဘူးဆိုတဲ့ဟာတော့ဒီနေ့သတင်းမီဒီယာနဲ့မှာပေါ်ပြ ခရရအခုထိုင်းနိုင်ငံမှာအစည်းအဝေးတက်တာကိုဓာတ်ဒီမှာလုံးလုံးချုံချုံသွားတဲ့အကြောင်းရင်းကလည်းအဓိကကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့မလာအပြစ်ခရဆေးတယ်နော်ရဆေးတယ်အဲ့ဒီဘသူကျင်းညာတဲ့20ရက်လို့သူပြောတယ်နော်ပြပတန်းဘက်မှာဒီ KIA ကိုကလည်းနေပြီးတော့ထုတ်တယ် KIA ကနေပြီးတော့နော်မလာကအပြစ်ရတာ20ဖြစ်တဲ့အတွက်ကြောင့်သူတို့ကလည်းရပ်ပေါင်း20အပြစ်ရတယ်လို့ပြောတယ်အဲ့ဒါကိုချိုး မချိုးဖောက်ဖို့လိုတယ်လို့အဲ့ဒီ KNO ကမနေ့ကကြင်ညာပြီးတဲ့နောက်ပိုင်းမှာဒီနေ့နော်အဲ့ဒီမှာကျွန်တော်တို့ပုံမော်တို့ဝိုင်းမော်တို့အဲ့ဒီမှာထိုးစစ်ဆင်ပြီးတော့သူတိုက်ခိုက်တယ်။ဒီပုံမော်တို့ဘာလို့ဆိုလို့ရှိရင်ပုံတွေကြီးကြီးလိုက်နော်ကျဲတယ်နော်ကျဲတယ်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ဒီ KNA ရဲ့နော်ပြောရဲဆိုခွင့်ရှိတဲ့လူဘုံမူကြီးနော်ဘူကတော့မပြောတယ်ဆိုလို့ရှိရင်မအားလားဆိုလို့ရှိရင်ပြစ်ခတ်ရဲစေးမှာဆိုလို့ရှိရင်စီးမရှိကမ်းမရှိတိုက်ချင်ရတိုက်ပြောချင်ရပြောလို့ရှိရင်တော့သူရပြောဆိုချက်တွေအားဆိုလို့ရှိရင်ပြန်ပြီးတော့ချိုးဖောက်တယ်သူကိုယ်တိုင်ချိုးဖောက်တယ်ဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာတွေမှာကျွန်တော်တို့ဒီ ရဲ့ရဲ့ပြောရဲဆိုခွင့်ရှိတဲ့ဟာကိုเนาะတတိမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုက WHO เนาะ WHO ကနေပြီးတော့စစ်ဖက်ဆိုင်ရာเนาะပစ္စည်းတွေเนาะပစ္စည်းတွေတန်ပေါင်း60เนาะတန်ပေါင်း60ကိုနေပြီးတော့ထောက်ပံ့ပေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ဆိုတော့အဲ့ဒီထက်မှာဘာတွေပါလဲဆိုလို့ရှိရင်ရွေးလျားလို့ရတဲ့ တဲတယ်နော်တဲတဲအတိတ်ပြရတော့ဒီတဲတယ်ကိုအကုန်လုံးအချိန်ဆက်တဲ့အလုံးပြန်ဆက်လိုက်တဲ့အဲ့ဒီမှာအမိုးကာလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီနေရာကကျွန်တော်တို့တဲဖြစ်သွားတယ်နော်အဲ့လိုမျိုးနောက်ဒုက္ခတဲတွေကိုကုညီတဲ့တဲတယ်ပေါ့နော်တဲတွေအဲ့ဒီမျိုးပါတယ်နောက်တစ်ခုက basic ကုသလို့ရတဲ့ဒီကရိယာတွေနော်အိတ်တွေနော်စေကုသရဲ့ အာအဲ့ဒီအရေးပေါ်ဆေးဝါးတွေနော်ဆေးဝါးတွေပါတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်တန်ချိန်ပေါင်း60နော်တန်ချိန်ပေါင်း60ကိုနေပြီးတော့ WHO ကထောက်ပံ့ကူညီတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကချင်းပြင်းနေနော်အဲ့ဒီမှာကမ်ပလတ်မြို့ကိုနေပြီးတော့မာလာကပုံချေတိုက်ခိုက်တယ်ဆိုတော့အဲ့ဒီမှာနေအိမ်အလုံးပေါင်း၅လုံးပျက်စီးသွားတယ်အစိုးရအဆောက်ပေါင်းနော်အလုံးပေါင်း20ပျက်စီးသွားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်အတိပြတော့ဒီသူတို့ကျဲလိုက်တဲ့ဘုံမြန်ဆိုလို့ချင်းဒီအဆောက်အဦတွေ နော်အစိုးရအဆောက်အဦတွေကိုအများကြီးထိခိုက်ပျက်စီးမှုတွေရှိတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက granny ပြည်နယ်မှာနော် granny ပြည်နယ်မှာကတော့ကျွန်တော်တို့တခြားနေရာတွေမှာအကုန်လုံးပြစ်ခတ်ရစေကြတယ်ကျွန်တော်တို့မြေတောင်သုံးခွေလက်ပြည့်ရတယ်ကျွန်တော်တို့ KIO လေးကျင်ညာတယ်နောက်တစ်ခုကမအားလာလေးကျင်ညာတယ်အဲ့ဒီထက်မှမကျင်ညာတာကကျွန်တော်တို့ချင်းရဲ့ နောက်တစ်ခုက KNU ရဲ့နောက်တစ်ခုက Granny เนาะ Granny တော့ကသူတို့ချင်ညာတော့ကျွန်တော်တို့မတွေ့ရဘူးဆိုတော့ဒီနေ့ကတော့ Granny ကဘာပြောလဲဆိုလို့ရှိရင်တော့ Granny မှာရှိတဲ့ဒီတပ်ပေါင်းစုတွေကမအလာပေါ်မှာပဲမူတည်ရတယ်เนาะမအလာကထိုးစစ်စင်လို့တိုက်လဲဆိုရင်သူတို့လည်းချမှာပဲเนาะထိုးစစ်ကိုသူတို့ ပုံစံမျိုးပဲပြန်ပြန်ထိုးစစ်ဖို့သူတို့စီဖို့ရှိတယ်အဲဒါကြောင့်မလာအပေါ်မှာရေမှုကြည့်ပြီးတော့ကျွန်တော်တို့ပြည့်ရတယ်လို့ပြောရတယ်နော်ပြည့်ရတယ်လို့ပြောရတယ်ဆိုတော့ဒီပြတော့မလာတော့တခါမှဂတိတည်တဲ့လူမဟုတ်တဲ့ခါကျတော့သူအပြစ်ခတ်ရက်စေးလို့ချင်ရတယ်ရပေါင်း20ပုံကြီးကျလိုက်တိုက်တယ်ဆိုတော့အခုကအပြစ်ခတ်ရက်စေးကပြတ်သွားတာကရခိုင်နဲ့ကျွန်တော်တို့ KIA နော် KIA ကတို့ထိချုပ်တဲ့နေပြီအချိန်မှာဆိုလို့ရှိရင်နော်အပြစ်ခတ်ရက်စေးလေးဟာဆိုလို့ရှိရင်မလာကသူလက်နဲ့လုတ်တယ်သူခြေတော့နဲ့ပြန်ဖြတ်တယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်ဒီပြတော့အပြစ်ခတ်ရက်စေးဟာဆိုလို့ရှိရင်တစ်ချိန်နဲ့ ရခိုင်မှာလုံးဝပြည့်ပြည့်သွားပြီဆိုတဲ့ဟာတော့ဒီနေ့သတင်းမီဒီယာတွေမှာဖော်ပြချက်အရကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဆိုတော့ဒီနေ့ April 3ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲ။ဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ